ပိုင်းတော့ Only love can hurt like that. အရင်နေ့ကအကိုနီညူရောင်လေးဝတ်ထားတယ်။အကိုနဲ့တိတ်လိုက်တာပဲ။ကိုဒီနေ့တငယ်ချင်းတွေအိမ်သွားအိမ်မလို့အကိုစီကစာဝင်ထားတယ်။တောက်မဲစားမဲပေါ့။ဟုတ်တာပေါ့ဗျာ။စိုင်သိမ့်ပြီးကျမရှိကသူ့စပိန်ကလေးဖြတ်သွားတယ်။ကျမကိုကြောက်ခိုင်းပြီးတဖြည်းဖြည်းဝေးကွာသွားတယ်။ပြီးတော့ပျောက်ကယ်သွားတယ်။တစ်ချက်ကလေးမှပြန်လှည့်မကြည့်။ ိုရောက်ပြီရှော့တော့နော်သုံးွက်ထဲတောင်းမှာဟုတ်ပါပြီမင်းကိုတတိယနေတာလားရတာပေါ့ရလို့လိုင်းခဏခဏတက်လာတာစောစောလေးအနားယူအောင်ကိုဟုတ်ကဲ့ပါဖုန်းပြောချိန်တွေဟာညပိုင်းတွေမို့အကူအားတဲ့အချိန်ကိုပဲဆောင်ရတယ်အေးရေးလည်းပြက်တခါတလေဖုန်းတွေလွတ်ကြတဲ့အထိအခုလဲခက်ခက်ခဲခဲကျမကိုဆက်သွယ်ရဖို့စူးစမ်းနေရမှာကိုလဲကျမတွေးမိခဲ့တယ် ကျမကိုယ်တိုင်ကြတော့လည်းမခေါ်ရဲ့အကိုစီကဖုန်းဝင်ဝင်စာဝင်ကိုသာစောင့်မျှော်ခဲ့ရတယ်။နောက်နေ့မနက်မှုန်ကုတ်ကုတ်နဲ့မျက်နှာကြီးတင်းလာပြီးဆိုင်ဖွင့်နေတာကိုတွေ့လိုက်တယ်။ကျမကဝရနာကနေဖုန်းလေးထောင်ပြီးလိုင်းတက်ဖို့အချက်ပြလိုက်တော့အကိုဘာဖြစ်နေတာလဲမျက်နှာကြီးကတင်းလာပြီးတော့အေးရင်မဝါလို့လေသူ့အဖေကတိတ်ချစ်စရာကောင်းလို့နေအကိုဖျား မိမွနေကိုမမီလား1988ခုနှစ်နှစ်လပိုင်း12ရက်နေ့လေမစင်းစားမတွေ့ဝေပဲခုနှစ်တခုကိုသူချက်ချင်းပဲယူပြတော့ကျမအံ့ဩသွားခဲ့တယ်။ကျမအကိုကိုတခါပဲပြောဘူးဝိမဲ့အကိုလွတ်ရနေခဲ့တယ်။ကိုမွေးနေကိုတော့မနေ့စဉ်းစားရတဲ့အမျိုးသားဟာကျမမွေးနေကိုတော့လွတ်ရနေတဲ့။နေ့ရက်တိုင်းမှာအုံနှောင်းနဲ့နှလုံးသားအချိန်ပြည့်လွန်ဆွဲနေကြတယ်။ကျမနှုတ်ကအကို မင်းနဲ့စကားမပြောဘဲနေနိုင်လားနေနိုင်ရင်နေလိုက်ပါတော့လားယင်မနေနိုင်လို့ပေါ့ကွာမနေနိုင်လို့ပေါ့တိမ်ဝင်သွားတဲ့သူ့အသားဟာခြေကွဲလွန်းစုဖွဲ့ရကောင်းနေတယ်။နှစ်ယောက်သားတိတ်ဆိတ်သွားပြီးအတော်ကြာမှကိုမင်းစကားကိုနားထောင်နေမင်းမြင်နေကြားတယ်မဟုတ်လားမသိချင်အောင်ဆောင်ပြီးကျမကဘာရီလဲဟင်ဟာကိုစပိန်ကိုရေတုပ်ပြီးစီးတယ်လေ နေပူပူမိုးရွာရွာအဆောင်ပါတယ်လေ။ကွန်လဲလျှော်စားတယ်။ဆိုင်လဲအစောသိမ့်နေကွာ။မင်းမတွေ့ဘူးလား။အဲ့ဒါဘာဖြစ်လို့လဲအကိုအထူးဆန်းမမဟုတ်ဖဲအကိုအတွက်ကောင်းတာပဲဟာကို။အဲ့ဒါမင်းစကားကိုနားထောင်တာလေ။မင်းကိုစိတ်ထဲရှိနေတာလေကွာ။မေးသိပါရယ်။စလိုက်တာပါအကိုရဲ့။မင်းနော်။အိတ်တော့နော်။အင်းဖုန်းပြောပြီးကျမအိမ်ရာရဲ့ဝင်ချိန်တွေများမှာငယ်နှစ်နှစ်ချက်ချက်အိပ်ပျော်နေခဲ့ပြီ။ ငယ်ပချိုင်လေးမမြင်ရတာတော့ရက်အတော်ကြာခဲ့ပြီညနှစ်နာရီကျော်မှအိပ်ဖြစ်လာတဲ့ကျမကမနက်ငယ်ဘယ်ချိန်လောက်သွားလဲမသိတော့ကျမအလုံးချိန်တော့ကျမအလူရက်ပြေးဝင်နေခဲ့ရတယ်ငယ်ပြန်လာရင်စားဖို့ထမင်းကြိုခူးထားမိတယ်အရင်လိုထမင်းလက်စုံမစားဖြစ်တော့အကိုစီကစားဒါမှမဟုတ်ဖုန်းဝင်လာတဲ့အခါချက်ချင်းပြန်ပြောရမှာမဟုတ်ရင်သူမအားတော့မှာဆိုလို့အလုပ်တွေကိုကြိုလုပ်ထားရပြန်တယ် ဒါပေမဲ့လည်းငယ်ကအရာရာကိုနားလည်ပေးခဲ့တယ်။မေမေထားတော့လေဒီနေ့မေကြိုက်တဲ့အုံလို့ခေါက်ဆွဲချက်ထားပေးတယ်။အများကြီးစားနော်။ကောင်မလေးပိန်သွားလိုက်တာဆိုပြီးကျမစပင်တွေကိုတတ်တင်ပေးကငယ်မေကိုဘလောက်ချစ်ဘလောက်ခင်နေဆိုတာမေသိတယ်မဟုတ်လား။အင်းမေသိပါတယ်။ငယ်ဘလောက်ဆိုးတယ်ဆိုတာရောသိတယ်မို့လား။အင်းမေကိုအရှက်ရစေတဲ့နေ့ ငယ်သူ့ကိုတတ်မှာငယ်မိကိုမနာကျင်စေခြင်းဘူးတခုတော့အမြဲတည်ထားပါအချစ်ဟာနေရာတိုင်းအသုံးမဝင်ဘူးအချစ်မှာတည်ရှိရမယ်အယုံမလွယ်နဲ့မေလှုပ်သွားတော့မယ်နော်ငယ်ကတန်မိုးရှိတဲ့စကားများစွာကိုပြောသွားတယ်ငယ်သူ့ကောင်လေးနဲ့ပြတ်သွားပြီလို့ပြောတော့ကကျမနှစ်သိမ့်ဖို့မအားခဲ့အကူနဲ့ဖုန်းပြောနေခဲ့တယ်တောင်းမှန်ပါတယ်ငယ်ရဲ့အကူ ပြာမေလက်ဆောင်ပေးရင်အကိုလက်ခံပါလားအင်းတတလုံးနားမှာထားမှာပေါ့အကိုကိုနားထောင်စီခြင်းနဲ့တခြင်းတွေရှိတယ်နားထောင်မလားအင်းပြောလေဘယ်တခြင်းလဲ Only love can hurt like that အညာကအကိုကိုနားထောင်စီခြင်းနဲ့တခြင်းတွေကုန်းလင်းချပြီးပို့ပေးလိုက်တယ်၁၄ပုတ်ကိုဟုတ်ကဲ့ပါဗျာတေချာနားထောင်လိုက်မယ်နော် ညရီမှာကျမဟာကိုချက်အသက်၁၂မြတ်ကြီးတဲ့အမျိုးသားကို အချစ်ရာဇဝင် ပုံမြင်ဇလန်းတွေကြောင်းပြောပြခဲ့သေးတာအကိုပြနာမညီဘူးလားမညီပါဘူးချစ်စရာလေးဟာကိုအတန်ကဆွဲဆောင်မှုရှိတယ်တီတီတတာလေးအိုးမြောက်ပေးကိုကတကယ်ပြောတာဖုန်းမချချင်လောက်အောင်မဲဆိုကမှအချိန်ကိုကြည့်မိလိုက်တယ်အကိုမေးပြန်ခေါ်ပေးရမလားနှစ်နာရီကျော်နေပြီ ဖုန်းပြောတာအခုပေးပြီးကုန်နေအောင်မယ်လေ။ရတယ်ကုန်မစီပေါ့။ဟာကိုကလည်းဘဲဟုတ်မလဲမေးပြန်ခေါ်ပါမယ်။ရပါတယ်ဆို။အင်းမအဲ့ဒါဆိုလေဟာလေတခုမေးလို့ရမလားယင်း။အင်းမေးနေ။ကုန်းပါလူစားရလဲယင်းယောဂရလိုက်မယ်မစားပါနဲ့လား။ပြင်းလို့လေးဝါးနေတာ။ဝါးရတာကအရသာရှိလို့ ါပေမဲ့ကွာမင်းနားမှာရှိရင်တော့မင်းနှခမ်းလေးပြောင်းတတ်မှာပေါ့ဟာအကူကလည်းအဲ့ဒီညာက၃နာရီခွဲတဲ့အထိ ဖုန်းပြောပြခဲ့ကြတယ်အဲ့တော့နော်တနေ့လုံးပင်ပန်းထားရတဲ့အထဲဒါပဲလားအင်းလေဒါပဲပေါ့ဘာမှပြောစရာမရှိတော့ဘူးလားပြောစရာတော့ရှိပါတယ်ဒါပေမဲ့အကူကကွန်းသူ့ဘက်ကထားရလိုက်တဲ့လမ်းလျှောက်တဲ့ရေခတ်လိုက်တဲ့ ဘလို့ကျင်းတန်းကျမအားပါတရားရေမောလိုက်မိရဲ့ရပြီမစတဲ့ကိုဖုန်းပြလို့ပြီးသွားပြီမဲ့ကျမအိတ်လို့မပြောခဲ့ပါအတွေ့များစွာရှုပ်ရှုပ်ထွေးထွေးတွေ့နေမိတယ်အကိုကမိန်းမရှိတယ်ကျမကလူလို့မိသူမမသိပါပဲခိုးပြီးဆက်သွဲနေခဲ့ကြတယ်ဖောက်ပြန်ရရောက်နေပြီးကံငါးပါးတဲ့ကတပါးကိုလည်းကျူးလွန်နေမိခဲ့ပြီလားဟာ ငါကဖောက်ပြန်နေတာမှမဟုတ်ပဲစကားလေးပဲပြောနေမိတာကိုဒါပေမဲ့နင့်ကိုနင်းတည်တယ်လေမေအင်းတည်တယ်လေငါသူ့ကိုချစ်မိနေတယ်လေဘာဖြစ်လဲဘသူကယူဆရမှာလဲဟိုကနင့်ကိုယူမှာမို့လို့လားယူမှာပေါ့အကူကငါကိုဒီလောက်ချစ်တာနင်ရရောယူမှာလားဘာရီဖြစ်လာမလဲမတွေးတော့ဘူးလားဘာကိုမမောနေတာလဲဘာမှမမမောပါဘူးငါချစ်မိနေလို့ပါငါချစ်မိနေလို့ပါဟာ ဒီနာကပဝင်းချင်းကြီးတီးသွားရင်နင်တို့အရက်ကွဲပြီနင်နေမဟုတ်ဘူးငဲပါသူများတရိကွက်ထဲမှာတယောက်ထဲမိကမောင်များစွာမင်းဖြစ်ရင်ငိုရင်ရင်းနေစူအောင်လာတယ်ဘရန်ဒါမှာဝုန်းကနေပြင်သေးသွားပြီးထိုင်းရသားဆန်ငူနေမိပြန်နေဟဲမေမေငယ်ပြေးထွက်လာပြီးထူပေးတယ်ဒါပေမဲ့မတည့်ရလိုက်ဖို့အားမရှိခဲ့ အဆောင်ကတချို့ခန်းတွေမီးဖွင့်ပြီးဒီတို့ပြောကကြည်နေကြတယ်။သူကဘာပြောလို့လဲမေ။ဟမ်ဘာပြောလို့လဲ။သူကပုံမှန်မှာပဲ။မေရမေနာကမေတွေးကြည့်မိတာ။ငဲငဲတိလား။မေအခုကိုချစ်ယုံနေမဟုတ်ဘူး။သူ့မျက်လုံးသူ့အသံသူ့ဟန်တွေပါမေဆွဲလန်းယူသွင်းနေပြီဆိုတာ။ပြောပြီးစံကိုနေမိပြန်နေ။ငဲကတော့တိတ်ဆိတ်နေ။တောက်တောက်တောက် မနက်အစောကြီးတကားခောက်တန်းကြားလိုက်ရတယ်။ငယ်ရထားဖွင့်ပေးလိုက်တော့အဆောင်ရှင်ကညဘာဖြစ်တာလဲသမီးတို့။ဩဟွာမင်းနေမကောင်းလို့မူလဲတာအန်ဒီခုနားနေတယ်။ဩဟုတ်လားတတရဲ့လား။အိပ်ပျော်နေတယ်အန်ဒီ။ဩအေးပါ။ဘာများဖြစ်တာလဲလို့အန်ဒီကယူဆိုင်လိုက်အောင်တငယ်ချင်းကိုဟုတ်အန်ဒီ။ငဲ့ကိုအာနာမိတယ်။ကျေးဇူးပါပဲငယ်။အကို ပြာမေပြောစရာရှိတယ်။အင်းပြောလေခလေး။အကိုကလူကြီးတယောက်အနေနဲ့မေထံအမှန်ကိုပို့တွေးခေါ်ပြောတတ်မှာပါ။အဲဒါကြောင့်မေကိုဘယ်လိုနေရမလဲဆိုတာပြောပြပေးပါလားယင်။မေကိုနဲ့အခုလိုစကားပြောနေတာမသိမ့်မှန်းသိပါရဲ့။ဒါပေမဲ့နေလဲမနေနိုင်ဘူးအကိုရဲ့။အယမ်းချစ်တယ်။ပြီးတော့အကိုဘီနာကအမျိုးသမီးဟာမေပဲဖြစ်နေခြင်းနဲ့ အုံနောက်နဲ့ဆိုရင်တော့မင်းကိုနဲ့အဝေးဆုံးမှနေတင်နေဒီစကားကိုအကိုဘလို့ပြောထွက်ခဲ့လဲမသိစိတ်ထဲကတွင်းနေမိတယ်ပြောထွက်လိုက်တာအကိုရဲ့ကိုကမင်းကိုပဲစိတ်ပူတာအဖြူတွေလေးကိုကြောင့်အယောင်တွေဆွန်းအပြောခံရမှာကိုတကယ်မလို့ခြင်းမူနှလုံးသားနဲ့နှလုံးသားနဲ့ပဲပြောပြပါလားအကိုရဲ့နှလုံးသားနဲ့ပြောရရင်ဒီအတိုင်းလေးပဲကိုနေသွားခြင်းနဲ့မင်းစိတ်ညစ်ရင်ရင်လာဖွင့်အကူညီတောင်း ကိုရှိနေမယ်။ဝေးလည်းမဝေးချင်ဘူးကွာ။တကယ်ပါမြင့်မြတ်နုံနုံနဲ့မထည့်ရမကန်ရက်ကိုမင်းကိုတကယ်ချစ်တာ။အချိန်လေးတစ်ခုကြောင့်အတူတူရှိလာကြရမယ်ဆိုရင်လည်းပိုကောင်းတာပေါ့။ဒါရီယာကို့အထင်မြင်မှာမင်းစိတ်ကြိုက်ဆုံးဖြတ်နိုင်ပါရဲ့။မင်းအတွက်ကိုလက်ခံပါပါ။ကျေးဇူးပါအကို။ပြောလက်စာဖုန်ကိုချပစ်လိုက်တယ်။ကျမတီးလိုက်ရပြီ။အကိုကကျမကိုဆုံးရှုံးရမှာမကြောက်။သွေးအေးလို့နဲ့ ချစ်ရင်ပိုင်ဆိုင်ချင်ကြတဲ့သူတွေချိပဲမဟုတ်လားအခုအကိုကတော်ပါပြီစက်တွေးမနေပါနဲ့တော့မေးရတော်ပါတော့ကိုကိုကိုတတိပေးလိုက်ပြီးအုံနောက်ကအလေးသားနေပြန်နေကျမတို့စကားမပြောကြတော့ဘူးကျမဆိုင်ရှိကတော့ဖြစ်မလျှောက်တော့ဝရဏလည်းမထွက်တော့အခန်းထဲသာတချင်းနာထောင်ပြီးထိုင်ငေးတွေ့ဝင်နေခဲ့တယ်အကိုကပေါ်ပြက်ပြက်ဆန်လွန်လာတယ်ကျမကိုတကယ်မချစ်ဘူးလို့ထင်ရတယ် ထွက်မကြည့်တော့ဘူးဆိုပြီးတကားပိတ်ထားတော့ညလဲချောင်းကြည့်နေမိပြန်တယ်။လိုင်းမော်တက်လာမလားလို့လဲစောင့်နေမိခဲ့တယ်။အကိုလဲကျမစာအဖို့ကိုစောင့်နေတာချင်းနေ။ active noun အမည်ဖြစ်နေတယ်။ဒါပေမဲ့တယောက်ကိုတယောက်စာမပို့ခဲ့ကြ။အဲ့ဒီနေ့ကအကိုတယောက်တည်းပဲဆိုင်မှာ။ဒါပေမဲ့အကိုကျမကိုဖုန်းမခေါ်ဘူး။စာလည်းမပို့ဘူး။ညနေ9:00လောက်မှမင်းကန်ကောင်းပါစေကွာ။ လွမ်းနေကလေးရဲ့ဆိုပြီးစာဝင်လာတယ်။ကျမကတော့စာမပြန်ပြစ်ခဲ့။အန်နီကအခုည9နာရီခွဲကျော်တဲ့အထိဆိုင်မသိမ့်သေးဘူး။အလူရက်တခိုးတွေပေါများနေရတဲ့အထဲဆိုင်ကိုတယောက်ထဲလာပြီးစောစောမသိမ့်မှုလို့စိတ်ထဲကတွေးပြီးစိတ်ပူနေမိသေးတယ်။အခုလိုစိတ်ပူရတဲ့ညမျိုးတွေဆိုကျမကဝရန်နာမှာမီးဖွင့်ပြီးမတက်ထရွက်ပြေးနေခဲ့တာ။အခုဆိုင်သိမ့်ပြီးမှ ထွက်သွားမှစိတ်ပူရတာတက်တာတာအခုလဲစကားမပြောပေမဲ့စိတ်ပူမိတာမို့ဝရန္ဒာမှာတကားဖွင့်ပြီးမတ်တရဲဆောင်နေပေးခဲ့တယ်အမောင်ထဲမှာဆိုပေမဲ့ညံဝန်းညူတွေကိုအထင်းသားမြင်နေရတယ်သူ့မျက်လုံးတွေမှာသူ့နှလုံးသားတွေနာကျင်နေကြောင်းဖော်ပြနေတယ်ဆိုင်ကိုချက်ချင်းသိမ့်ကစပင်းကလေးတဖြည်းဖြည်းကျမရှိရာရွေလာပြန်တယ်ကျမကြောပြေးရွေနေလိုက်မိတော့တယ် သွားပါတော့ကိုရဲ။နောက်နေ့ငဲမိတ်ဆက်ပေးထားတဲ့တဲကတယောက်ကိုလက်ခံစကားပြောနေမိခဲ့တာ။ထိုလူနဲ့ဖုန်းပြောနေပြီမဲ့လေကို့အတွေ့နဲ့ကိုတိတ်ဆိတ်နေခဲ့တယ်။အခုဖုန်းဝင်လာတာနဲ့ပြောလက်စာဖုန်းကိုခြားကအခုဖုန်းကိုကိုင်းမိလိုက်တယ်။ဟယ်လိုခုနဖုန်းပြောနေတာဘသူလဲ။အကြကြီးပဲစိတ်ထဲတနုံလုံးနဲ့ဘသူလဲဟမ်။မိတ်ကောင်းလေး အချင်းကြကြာအကိုတိတ်ဆိတ်သွားပြီအမမိတ်ဆက်ပေးအောင်နော်ဟုတ်ပါပါအကိုကသူ့အလှဲ့ကြတော့ခံနိုင်ရင်မရှိဘူးထင်တယ်ဩအကိုကျမနေရာဝင်မကြည့်ခဲ့ဘူးဘူးပဲအတူရှင်ကအကိုတို့ထိုင်နေရင်ကျမဘယ်လောက်နာကျင်ရမယ်ဆိုတာပဝင်းကျင်ကတီးသွားခဲ့ရင်ဘာရီဖြစ်လာမလဲကျူးလွန်မိတဲ့ကံအကြောင်းတွေ့ရင်လည်းဘယ်လောက်နာကျင်ရတယ်ကျမအတွေ့တွေနဲ့ ဘလောက်ပင်မနေမလဲဆိုတာတွေးကြည့်ဖူးရဲ့လားအကိုအုံနောက်ကသတိပေးလိုက်နှလုံးသားကသတိပြန်လိုက်နဲ့နေစဉ်ယူနေပြီဆိုတာလဲမသိဘူးမလားမသိဘူးမလားရင်ပြောမထွက်ခဲ့တဲ့စကားတွေကိုမျိုးသိမ့်လိုက်ပြီးငြိမ်သက်နေမိခဲ့တယ်ကိုတောင်းမှန်ပါတယ်အရန်သတိရနေမိလို့ပါဒါပဲနော်မေဆော့ဆော့နာတော့မယ်ကျမကအရင်ဥအောင်ဖုန်းချပြလိုက်တယ် ငယ်ကထုံးစံအတိုင်းမနက်စာပြင်ပေးပြီးလှုပ်သွားတယ်။ဒီနေ့ထူးဆန်းစွာညနေကြအစောပြန်လာခဲ့ပြီဟုစာရေးသွားသေးတယ်။မနက်အစောကြီးအကိုဆိုင်ခင်းနေတယ်။ခဏအကြာဖုန်းဝင်လာပြီးကိုကိုစိတ်ဆိုးနေတာလား။မဆိုးပါဘူး။ဒါပေမဲ့တည်ကျင်တာတခုတော့ရှိတယ်ကို။အင်းပါလေ။အကိုမိကိုတကယ်ပဲချစ်ရဲ့လား။ချစ်တာပေါ့ကွာ။တကယ်ရမ်းချစ်တာပါကွာ။ ချင်ရင်ပိုင်ဆိုင်ချင်ကြတယ်လေအကိုကမိကိုပိုင်ဆိုင်ချင်လို့လားပိုင်ဆိုင်ချင်တာပေါ့ကွာအနာမထားချင်တာပေါ့ကိုကလူလို့မဟုတ်ဘူးမင်းငုံငဲ့နေတော့ကွာပုံမှန်သာဆိုရင်ကို့ဘဲချီနေဖြစ်ဖြစ်ဖြစ်ကြော်လာမှာအခုရောအခုကိုအစဉ်ပြေတယ်လို့မင်းထင်နေတာလားမပြေဘူးကွာမင်းကိုချစ်နေလို့မင်းငုံငဲ့နေလို့အရာရာကိုမျိုးသိမ့်ထားနေရတာအခုစကားတွေဟာနာကျင်စရာကောင်းလွန်လာတယ် အကိုစကားဆုံးတွင်ငိုချမိလိုက်တယ်။နေ့ရက်တိုင်းမှာမျက်ရည်တွေနဲ့ပါပဲအကိုရဲ့။အကိုကမေးလောက်တောင်တတိမရှိပါဘူး။ဒီနောက်ခြေလမ်းများစွာလှမ်းခဲ့တာအကိုစီရောက်မှဒီတိုင်းလေးဆက်သွားမယ်လေလား။မဟုတ်ပါဘူးမေရဲ့ကိုပြောတာနားထောင်ပါဦး။မင်းကိုလူလူရဲ့အနာမှာနေရဲလို့လား။နေရတာပေါ့အကိုရဲ့။ကျမအဖေဟာအကိုမတင်ထားတဲ့အဖေဖြစ်နေတယ်နဲ့တူတယ်။ ကျမရှိုက်တန်နေကြအခုအချိန်ကြာကြာတိတ်ဆိတ်သွားတယ်။မငိုပါနဲ့ကွာ မင်းတီထားပေးပါ။ကိုတိတ်ဆိတ်နေရခြင်းဟာမင်းငိုငဲ့ညာနေလို့ပါ။မင်းဘက်ကိုတွေးနေလို့ဆိုတာ။မလို့ချင်ဘူးမသိချင်ဘူးကို။အကူကမေးလောက်တောင်တတ်တီးမရှိဘူး။အကူမေးကိုတကယ်မချစ်ဘူးမချစ်ခဲ့ဘူး။ဟုတ်တယ်မလား။ချစ်တယ်ဆိုတာအကူညာခဲ့တာ။ညာခဲ့တာမလား။ညာခဲ့တာဟုတ်တယ်မလားလို့။မေးရဲ့ ဖုန်းချပစ်လိုက်ပြီးထိုတနေ့လုံးလဲကျမငိုနေမိတော့တယ်။